ာမှာနေရာမှာသူတို့ဖုန်းပြောနေတာဟောရခိုင်ကသူနဲ့ဘယ်လိုပတ်သက်တာလဲဟာဒုက္ခပဲဟုတ်ဟုတ်သူနဲ့ဘယ်လိုပတ်သက်တာလဲမသိဘူးမင်္ဂလာကိုရောမင်းခေတ္တမတကမလားအားလုံးမင်္ဂလာပါကျွန်တော်ကတော့မင်းခေတ္တဖြစ်ပါတယ်တဲ့ရောက်ကသူရှုပ်ခဲ့တဲ့ဇလန်းပြောမှဆိုလို့ရှိရင်တော့မယကြီးကမိသွားတယ်။ဒါပေမဲ့မယကြီးကမိသွားတယ်ဆိုပေမဲ့လေဟိုဘက်ကမယငယ်ကသူ့ကိုသူ မယကြီးလို့ထင်နေတော့ Okay ဗီဒီယိုလေးကိုအခုပဲကြည့်လိုက်အောင်ခင်ဗျာ Let's go Hello 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 ဟောဘယ်ရောက်တော့ဘယ်သူ့ကိုဆက်တာလဲအိမ်ထောင်ကိုဆက်တာဘယ်သူလဲမသိဘူး လဲသူ့မျိုးသမီးပါတောက်ပြရပြောမနေပါနဲ့ဘယ်သူလဲမသိညီမပိုင်လိုက်ရပေါက်ခဲရတယ်သူ့သူမနေ့ကကားသွားပို့တာလေအခုခေါင်းကဘယ်ရောက်နေရတော့ဘယ်ကိုကားသွားပို့ပါလဲဘယ်ကိုကားသွားပို့ပါလဲဟုတ်ဘယ်ကိုကားသွားပို့ပါလဲမနေ့ကသူတောင်ကြီးကိုကားသွားပို့တာတောင်ကြီးကိုညီမဘယ်ရလဲဒီကောင်အင်ဂျင်နီယာလားဘယ်သူလဲမသိဘူးမနေ့ကမနေ့ကမသူတို့ဖုန်းပြောနေတာဟောင်း ရခိုင်ကသူနဲ့ဘယ်လိုပတ်သက်တာလဲအာဒုက္ခပဲဟုတ်ဟုတ်သူနဲ့ဘယ်လိုပတ်သက်တာလဲမသိဘူးအာရောက်တော့သူ့ဘာဘယ်ရောက်လာလဲလို့ဘသူကိုင်းနေရတော့ညီမကသူ့အမျိုးသမီးပါလို့ပြောနေရယ်နော်ညီမကဘသူလဲမင်းကြီးကငိုတံပေါက်နေပြီဘသူလဲ ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာဒီဗီဒီယိုလေးကိုကျွန်တော်ကြည့်ပြီးတော့စိတ်ထဲမှာတကယ်ကိုစိတ်မကောင်းမိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘောနောအခုခေတ်လူတွေကအိမ်တော်ပဲပြပြပေါ့နော်ဟိုတမိစားပဲတထားတစ္ဆာတရားတော့ထားတယ်လို့ကျွန်တော်မြင်တယ်။ဘာလို့ဆိုတော့ကိုချစ်လို့ကိုမျက်နှိုးလို့ယူထားတဲ့ဒီအိမ်တော်ဘက်တစ္ဆာမှာဖောက်တင်ပေါ့လေ။ပြီးကြတော့အခုလိုပုံစံမျိုးကလည်းမယဲကြီးကမယင်ငယ်ကိုပြန်ပြီးတော့တောင်းပန်ရတဲ့ပုံစံမျိုးဖြစ်နေတယ်။ဟိုဘက်မယင်ငယ်ကလည်းသူ့ကိုယ်သူမယဲကြီးလို့ထင်နေတာ။အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်။ var uh...